ဘောနတစ်အနေနဲ့ဝိုင်းကပ်သုံးပြီးတော့မှရှာတဲ့ပုံစံလေးကိုလည်းဒီမှာ sharing လုပ်ပေးသွားပါမယ် page lookup ကိုရေးကြည့်လိုက်ပါမယ် charmen tempo ကို click နှိပ်ပြီးတဲ့အခါမှာ and နဲ့ဝိုင်းကပ်ကိုဆက်လိုက်ပါမယ် charmen tempo ကိုကျွန်တော်တို့တီးကြမတီးတဲ့အခါမှာ day နဲ့ဝိုင်းကပ်ကိုသုံးပြီးတဲ့အခါမှာ charmen array ကိုကျွန်တော်တို့ထည့်လိုက်မယ် return array ကိုထပ်ထည့်လိုက်မယ်မတွင်းရင် not found လို့ပြီးခိုင်းမယ် ီနေရာမှာတော့ကျွန်တော်တို့ wine cup ကိုတုံးထားတဲ့အတွက်ကြောင့်မလို့2ကိုထည့်ရမယ် right wine cup character match ဆိုတာကိုရေးရမှာဖြစ်တယ်အနာခေါက်လိုက်ပါမယ်အခုဆိုရင်တော့ကျွန်တော်တို့ day နဲ့ပတ်သက်ပြီးတော့မှ2 line ရှိတယ်အဲ့ဒီမှာမှသူကအပေါ်ကနေရှာပေးသွားတာဖြစ်တဲ့ကြောင့်မလို့အပေါ်ဆုံးက day နဲ့ပတ်သက်တဲ့ day နဲ့ပတ်သက်တဲ့ brand ရဲ့ price ကိုဖော်ပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ပြောင်းပြန်လုပ်ကြည့်မယ်ဆိုရင်တော့ -1 ကိုထည့်ရမှာဖြစ်တယ် ဒါဆိုရင်တော့ Dell နဲ့နှစ်ကြောင်းရှိတဲ့အခါမှာမှအောက်ကနေပြန်ချတဲ့အခါမှာ Dell လက်တီကျူရဲ့ price ကိုပြန်ပြီးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Okay ဒီနားမှာကျွန်တော်တို့ Apple product တစ်ခုကိုရှားကြည့်မယ်။နာမည်တော့အသေးစားမသိဘူးဆိုရင်လည်း Apple လို့ရိုက်ထည့်လိုက်တာနဲ့ MacBook Pro ရဲ့ပြန်ဖို့ကိုရှားပြီးသွားတာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့ H2 ရဲ့ထူးခြားတဲ့ feature တွေကို လေ့လာခဲ့ပြီးဖြစ်ပါတယ် HLA ရဲ့အားသာချက်တွေထပ်ပြေထားတာတွေကတော့ခြာလို့မတွင်သူက error မပေးဘူး dynamically report တွေမှာမှုဖြစ်လာမယ်သူ့ရဲ့ခြာဖွေတဲ့ move ကို default move ကိုအမှန်ဖြစ်တဲ့အတွက်ကြောင့်မလို့ false လို့0လို့ထည့်စရာမလို့မထည့်မိရင်လည်းသူကအမှန်ကိုပဲခြာပြီးမှဖြစ်တယ်ညာဘက်ကိုပဲခြာနိုင်တာမျိုးမဟုတ်တော့ဘဲနဲ့မှဘယ်ဘက်ကိုလည်းအပြန်အလှန်ခြာဖွေနိုင်နိုင်တာဖြစ်ပါတယ် column လေးထပ်တိုးရင်ထပ်ရော့ရင်လည်း error ကိုမတက်တော့ပါဘူးသူ့ရဲ့ခြာဖွေတဲ့ပုံစံကို column index နဲ့မသွားတော့ဘဲနဲ့မှ look at array နဲ့ look at value ကို define လုပ်ပြီးသွားတာဖြစ်တဲ့အကြောင်းမလို့ column တွေထပ်တိုးတာထပ်လျှော့တာဆိုရင်လည်းသူကတော့ okay နေမှာဖြစ်တယ်ပုံမှန်တိုင်းကျွန်တော်တို့အပေါ်ကနေအောက်ကိုရှာရတယ်တကယ်လို့အောက်ကနေအပေါ်ကိုပြန်ရှာခြင်းနဲ့ဆိုလို့ရှိရင် column တွေက sorting စီရတဲ့အလုပ်ကိုလုပ်ရတယ် h lower ကိုတုံးတဲ့ခါမှာတော့အဲ့ဒါကိုမလုပ်တော့ဘူးကျွန်တော်တို့ -1 ကိုထည့်လိုက်တာနဲ့အောက်ကနေအပေါ်ကိုပြန်ပြီးတော့မှရှာဖွင့်လို့ရသွားတာဖြစ်ပါတယ်အောက်ကနေအပေါ်ကိုရှာတယ်အပေါ်ကနေအောက်ကိုရှာတယ်နှစ်ခုစလုံးကိုကောင်းကောင်းအလုပ်လုပ်တာ ဖြစ်ပါတယ်စံနှုန်းတွေကြားကတန်ဖိုးတွေကိုရှာမယ်ဆိုရင်လည်း look at ကိုတုံးပြီးရှာနေတဲ့ ဲ့ performance တွေနဲ့အတူ HLM မှာရနေတာကိုတွေ့ရတယ်။ HLM မှာဆိုရင်တော့စံနှုန်းတွေကို equal or greater than equal or less than စသည်အားဖြင့်တန်ဖိုးတွေကိုအပြောင်းအလဲလန်ရှာနိုင်တာကို flexible ဖြစ်ဖြစ်ရှာဖွေနိုင်တာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ခုနှစ်ချက်မြောက်အနေနဲ့ကျွန်တော်တို့ရှာဖွေမဲ့တန်ဖိုးကိုတိကျမသိဘူးဆိုရင်အနည်းဆက်ဆုံးတန်ဖိုးတွေကို wide gap ကိုထုတ်ပြီးတော့မှကျွန်တော်တို့ရှာဖွေလို့ရတာကိုတွေ့ရပါတယ်။ဒီနေ့ကျွန်တော်ပြောသွားတဲ့ HLM ရဲ့အားသာချက်ခုနှစ်မျိုးကိုကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းတွေမှာအကောင်းဆုံးအသုံးချသွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။ နောက်တစ်ပတ်ရဲ့သင်ခန်းစာအစီအစဉ်တွေမှာပြန်တွေ့ကြပါမယ်။ကျွန်တော်တို့တဦးတယောက်ချင်းစီမှာတည်ထားတဲ့အရာလေးတွေကိုတခြားတယောက်ကိုမျှဝေပေးရင်းနဲ့ကျွန်တော်တို့ community ကိုတိုးတက်အောင်လုပ်လို့ရပါတယ်။ကျွန်တော်ရဲ့မျှဝေတဲ့အစီအစဉ်လေးကို YouTube ကကြည့်နေတာဖြစ်စေ Facebook ကကြည့်နေတာဖြစ်စေကိုယ့်ရဲ့မိတ်ဆွေတွေကို share ပေးဖို့လည်းတိုက်တွန်းလိုပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။